အားလုံးပဲမင်္ဂလာပါရှင်အဲကျွန်မအခုတော့မခွေးကိုပြန်ရောက်ပြီပေါ့နော်မခွေးပြန်ရောက်ပြီဆိုတော့အလုံလေးတွေစပြီးတော့ကျွန်မလုပ်နေပါတယ်အော်ဒါလေးတွေလည်းကျွန်မအခုလုပ်နေပါတယ်ဝါသားစရာတရင်ကောင်းလေးပြောချင်လို့ပါအရင်တော့ကကျွန်မတို့ကရမက်တွေနဲ့သက်ဖြူတွေအပွေးတက်တခါတွေအရန်ဆောက်ရတယ်ပေါ့ရှင်အခုကျွန်မမဆောက်ရအောင်လို့ကျွန်မအီလန်လေးပြောင်းပြီးတော့လုပ်နေပါတယ်နော်အဲ့တော့ကြတော့အရင်တော့ကြီးအကြာကြီးမဆောက်ရတော့ပါဘူးအဲ့တော့ကရမက်တွေနဲ့သက်ဖြူတွေအော်ဒါတင်ထားတဲ့ကိုယ်စားလှယ်တွေ အရန်ဆောင်ရလို့ဆိုပြီးစိတ်ညစ်နေတဲ့ကိုစလဲကြီးတွေကိုတရားနေပြီးအနုအညွတ်တောင်းပန်ပါတယ်။ကိုစလဲကြီးတွေတချို့ဆိုလို့ရှိရင်အခဲ300 500တင်းထားတဲ့သူတွေအများကြီးပါနော်။အခဲ300 500တင်းထားတဲ့သူတွေလည်းတခဲမှမပေးနိုင်တဲ့အတွက်ကြောင့်မလို့စိတ်မကောင်းဖြစ်ရတယ်နော်။အဲ့တော့ကြတော့ကျွန်မအလှဲ့ကြလေးပေးသွားပါမယ်ရှင်နော်။ဒီနဲ့ပို့ပြီးတော့ယေရှုတင်ကျင်တာကကိုနေလည်းတခါမှဟုတ်ဘူးခေါမဲစကားလည်းမပြောဘူးမရင်နေဘူးလိုင်းပေါ်မှာပဲကျမကိုချစ်ပြီးခင်ပြီးတော့ ကျမကိုအမြဲတမ်းအားပေးနေတဲ့ကျမရဲ့ဖန်နေပေါ့နော်တရားကျေးဇူးတင်တယ်နော်အရင်ကျေးဇူးတင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမအဲတကယ်ပေါ့နော်ကျမအဖေနေမကောင်းမှုဖြစ်နေရဲဆိုပြီး line ပေါ်မှာတိလိုက်ရတဲ့အတွက်ကြောင့်မလို့စိတ်ပူပြီးတော့မေးကြတယ်ပေါ့ရှင်ကိုနဲ့ဆိုတခါမှမသိဘူးနော်ကိုနဲ့တခါမှမသိဘူးဆိုတော့ကိုကလည်းဟိုဘယ်လိုခေါမလဲဆိုတော့တိုးလာတဲ့ friend မဟုတ်တော့မသိဘူးပေါ့နော် friend မဟုတ်ဖဲနဲ့လာမေးကြတယ်နော်အရင်ကျေးဇူးတင်တယ်နော်အခုလိုလိုခေါမလဲကျမကြီးနဲ့ပတ်သက်ပြီးတော့ အဲ့လိုအရေးတယူလေးနဲ့ပေါ့နော်တကူတကမေးတဲ့မိတ်ဆွေအပေါင်းအသင်းတွေဆိုလို့ရှိရင်အရင်ကျေးဇူးတင်ပါတယ်နော်မမေ့ဘူးနော်ကျွန်မမှတ်ထားတယ်နာမည်လေးနော်မေးတဲ့သူတွေအကုန်လုံးကျွန်မမှတ်ထားပါတယ်နော်နာမည်လေးတွေမှတ်ထားပါတယ်နော်အဲ့တော့ကြတော့ဇာကလေး live ပေါ်မှာတယောက်ချင်းစီပြန်ပြောဖို့အတွက်ကစားတိတ်အဆင်မပြေဘူးဖြစ်နေဒီဘက်မှာလည်းကျွန်မအဖေနောက်ကိုတောက်လျှောက်နိုင်ရတယ်ပေါ့နော်။ဘာမှစိတ်မပူပါနဲ့။အဲအချိန်လေးကောင်းပါလေအကုန်ကောင်းပါလေ เนาะဒါပေမဲ့လို့လူကြီးဆိုတော့ဟိုဘယ်လိုခေါ်မလဲဆိုတော့လူကြီးဆိုတော့နည်းနည်းတော့ယောဂါလေးတော့နည်းနည်းဝင်လာတာပေါ့ရှင်အဲ့ဒါလေးတော့နည်းနည်းရှိမှာပေါ့เนาะအဲ့တော့ဇာနာတစ်ခုပြောချင်တာကဘာလဲဆိုတော့ဇာတို့အခုဒီ coffee secret ပေါ့เนาะ coffee secret ဆိုလို့ရှိရင်အရန်ကြိုက်ကြတယ်ဒီတက်ပို့ပြီးကောင်းအောင်လုပ်နေစားမကြီးတိမက်လေးကိုဒီမှာ နောက်ဆက်နီးစနီးလန်းလေးတစ်ခုနဲ့ဒီမှာတေချာလေးချိုပြီးတော့ထည့်ပေးထားတယ်။မကြီးသည့်အမဲ့ကိုပေါ့နော်။အဲ့ဒါမှပို့ပြီးတော့အသားလေးတွေကတိုက်လိုက်တယ်ဆိုလို့ရှင်ဒီလိုဝုန်းဝုန်းဝါးလေးဖြစ်သွားမှာ။အသားကြီးလေးဝုန်းဝုန်းဝါးလေးဖြစ်သွားမယ်။ तू ကဒီမှာထုတ်တဲ့ coffee secret ကအသားဖြူစေးမဟုတ်ပါဘူး။နော်အသားဖြူစေမဟုတ်ဘူးသူကအသားကိုဝင်းဝင်းဝဝလေးနဲ့ជីជីလင်းလင်းလေးဖြစ်နေမဲ့ဆက်ခရပ်ပါနော်အဲ့ဒါလေးလည်းပြောချင်လို့ပါနောက်တစ်ခုမန္တလေးမှာတော့ကကျမတို့ကယူဒီဇိုင်းနဲ့နော်ကျွေးမွေးအခန်းနဲ့ အညာမေကကျမတငယ်ချင်းကိုတိတ်တိတ်ဆုတင်ပါတယ်။တော့ E ချောနော် E ချော coffee bandage အဲသူဆိုအခုစိုင်နစ်ဖွင့်ထားတယ်ပေါ့နော်။စိုင်နစ်ကဘယ်မှာဖွင့်ထားလဲဆိုတော့လမ်းအဲလမ်း60 180တရာပို့ချထဲမှာစိုင်နစ်လေးရှိပါတယ်။အရန်စားလို့တောင်းလို့ကောင်းပါတယ်။ကျမလေးကျမတငယ်ချင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးပြောပြအောင်မရှိ။ကျမဒီအခု live ပေါ်မှာ sell လीစပြီးတော့ဖြစ်လာတယ်ဆိုတာကျမတငယ်ချင်း E ချောကြောင်းပါ။ ကျွန်မကဘယ်သူမှမသိသေးဘူးကျွန်မကဒီလိုမျိုးတင်စားအောင်ဆိုတဲ့နာမည်လူအများသိလာအောင်လို့ဆွဲခေါ်ပေးတဲ့ဂျေဇုရှင်မှာကျွန်မတငယ်ချင်းอ่ะเนาะကျွန်မဒီဟိုဟိုအရင်တော့ကျွန်တော်လေးတွေစရိုက်ခါဆုံးကကျွန်မဟိုရေးကြီးမှာဒီလောက်ကြီးအဆင်မပြေခင်တော့ဆိုလို့ရှိရင်မန္တလေးကိုသွားပြီဆိုလို့ရှိရင်အီချောအိမ်မှာအိတ်တဲ့အီချောအိမ်မှာစားတယ်။အဲ့တုန်းကအီချောဆယ်လီပါ။နော်အီချောဆယ်လီပါ။ကျမတို့မိတ်ဆွေအပေါင်းအသင်းအဖွဲ့ရဲ့မှာ ဆယ်လီစဖြစ်တာအီချွာစဖြစ်တာပါအညာမီစားတော့ဆိုင်ပိုင်ရှင်ပါအဲ့လိုဆယ်လီစဖြစ်တဲ့အီချွာနေပြီးတော့ကျမတို့ကိုတွဲခေါ်ပြီးတော့ဓာတ်ပုံလေးတွေရိုက်ပြီးတယ်ဗီဒီယိုလေးတွေရိုက်ပြီးတယ်သူတွဲခေါ်လို့ကျမကိုလူတွေအများကြီးကတိလာတာပါဒီလိုမျိုးတွဲခေါ်ပေးမဲ့လူမရှိဘူးဆိုလို့ရှိရင်ကျမကိုလည်းအဲလူတိနေမှာပါဒီလိုမျိုးကြီးလည်းအဲချစ်ချင်မှလည်းဖြစ်လာမှာပေါ့ရှင်နော်အဲ့တော့ဒါကျေးဇူးရှင်အစ်စ်လို့ပြောလို့ရပါတယ်နော်နောက်တစ်ခါကျကျမဟိုမြန်မာဝစ်ဆောင်လေးတွေနဲ့ ရိုက်ဖို့အတွက် line ပေါ်မှာတင်ဖို့အတွက်ကိုလည်းအထောက်ပံ့ကောင်းနေအများကြီးပေးခဲ့တဲ့တငယ်ချင်းပါเนาะကျမဒီ line ပေါ်မှာမြန်မာဝစ်ဆောင်လေးနဲ့စပြီးဆယ်လီစဖြစ်တော့ကကျမတို့ဒီမြန်မာဝစ်ဆောင်လေးတွေဝစ်ပြီးတော့ရိုက်ဖို့အတွက်ဤချိုးကအများကြီးအကူအညီတွေပေးခဲ့တာပါเนาะအဲ့ဒီယေရှုတရားကိုဘယ်တော့မှမမေ့ပါဘူးเนาะယေရှုရှင်ကရှင်ထဲမှာအမြဲရှိရဲ့အမြဲတမ်းလေးဟိုကိုယ်ပဲသွားသွားပေါ့เนาะကိုယေရှုရှိခဲ့တဲ့လူတွေကိုအမြဲတမ်းမှတ်ထားပါလေ เนาะဟိုခြေဆွတ်တတ်တဲ့သူတွေမှာကိုမပါပါဘူးเนาะနောက်တစ်ခုကဒီအညာမြေစားတောက်ဆိုင်ကိုကိုခြေဆွတ်ရှိကိုကြော်ညာပေးရလဲမဟုတ်ဘူးတကယ်ကိုအစားအတောက်တွေအရန်ကောင်းလို့ကြော်ညာပေးရသူ့ဆိုင်ကအစားတောက်ပြတအားကိုကောင်းတာတအားကိုကောင်းတာအခုမန္တလေးမှာလေဟိုပြောရေးဆိုရင်လည်းအဲ coffee vantage ကနေပြော coffee တောက်ချင်လာတယ်ကျွန်မ coffee အရန်ကြိုက်တယ်သူဆိုင်က coffee အရန်ကြိုက်တယ်နောက်တစ်ခါကျမုတ်လက်ဖက်ထောင်းအရန်ကြိုက်တယ်နောက်တစ်ခါကျအိုက်ကိုပါလဲချောက်ပြားလေးနဲ့လေ ချောက်ပြားလေးနဲ့ထမင်းလေးနဲ့ဟင်းလေးနဲ့စားရတာအရန်စားလို့ကောင်းတယ်ကြက်ဥကြော်လေးနဲ့ထူးဆန်းတာလေးအဲ့ဒီချက်ချောက်ပြားပေါ်ကိုကြက်ဥကိုဟိုဖောက်ပြီးတော့ထည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီချောက်ပြားပေါ်မှာကြက်ဥကတစ်ခါလေးကျက်သွားတာအဲ့ဇာဇာပြောရဲ့လို့အိုက်ဆိုင်ကိုရောက်လို့ရှိရင်မေးလိုက်ဇာဇာကပြောတယ်လို့အဲ့ချောက်ပြားလေးနဲ့စားရတဲ့ချောက်ပြားလေးချောက်ပြားအပူလေးနဲ့ပေါ့နော်ချောက်ပြားအပူလေးနဲ့စားရတဲ့ဟာလေးစားကျင်တာလို့အဲ့တော့ကျမမခေါ်တတ်ဘူးတော့ ဘာလို့ခေါ်ရလဲမသိဘူးဇာကကြတော့ဝက်သားတွေအမဲသားတွေမစားတော့ကြက်သားတွေကြီးစားတာသူ့ဆိုင်ရလေအဲ့ဒါသူ့ဆိုင်ရစားကြိုက်တာကိတ်မှုတွေလည်းအရင်ကြိုက်တယ်လမ်း60 108 109ချောင်းမှရှိပါတယ် coffee bandage ပါနော်ဟိုတကယ်လို့မှလိုချင်တဲ့ပစ္စည်းလေးတွေဈေးရဆက်ပစ္စည်းလေးတွေလိုချင်တာလေးတွေရှိရဆိုလို့ရှိရင်အရင်အတွက်တွေနည်းနည်းများတယ်ဆိုရင် e choice မှာမှာလို့ရတယ်နော်အညာမြေမှာမှာလို့ရတယ်ဒီချောစီရနေတစ်ဆင်းမှားလို့ရတယ်မဲ့ဒီချောရင် မတင်စားအောင်နဲ့တငယ်ချင်းဆိုလို့ရှိရင်ကျမတို့ coffee secret လေး၅ခုဝယ်ပေးပါ၁၀ခုဝယ်ပေးပါဆိုတော့ရတယ်။နော်ဤချောစီမှာမှာလိုက်နော်။ခေါင်းဆော်ရီလိုချင်တဲ့ဤချောစီမှာလို့ရတယ်။ကျမနဲ့သူနဲ့ဆိုတာကလေတငယ်ချင်းဆိုပေမဲ့ညီမရီလိုပေါင်းတာ။စိတ်ကလည်းအရန်တူတာ။စိတ်ကလည်းအရန်တူတာသူနဲ့ကိုနဲ့ကလေဟိုဘယ်လိုမလဲဟိုစိတ်ကတူရဲဆိုတာကအာနာတဲ့နဲ့နေရအောင်အာနာရအာမနာတဲ့နဲ့နေရအောင်အာမနာကိုကျမနဲ့သူနဲ့အရန်စိတ်ချင်းတူပဲ။နောက်တစ်ခုကဤချောက ဟိုဘယ်လိုခေါ်မလဲဆိုတော့စိတ်ရင်းစေတနာကောင်းတယ်စိတ်ရင်းစေတနာကောင်းတယ်ဘသူပဲလာလာသူကလေဟိုကျွန်မပတ်ဆက်ယူပါလို့ပြောတယ်သူ့ဆိုင်မှာသွားစားလို့ရှိရင်သူပတ်ဆက်လုံးဝမယူဟိုနောက်တစ်ခုကလေကိုရီဆိုလို့ရှိရင်လေဒီဟိုဓာတ်ပုံတွေမရိုက်ခင်เนาะအဲဓာတ်ပုံတွေမရိုက်ခင် Facebook ပေါ်မှာဘာမှမဖြစ်ခင်ပေါ့เนาะအဲ line ပေါ်မှာဘာမှနာမည်မကြီးခင်ကလေးကသူနဲ့ကိုနေတွဲခဲ့တာသူနဲ့ကိုနေတွဲခဲ့တာ ။ तू ခေါ်လို့လေကျွန်မ live ပေါ်မှာအရန်နာမည်ကြီးသွားတာ။သိလား။ तू တွဲခေါ်လို့တွဲခေါ်လို့ဒါတငယ်ချင်းကောင်းအစ်စ်လေးဟုတ်တယ်မလား။မိတ်ဆွေကောင်းဆိုတာအဲ့လိုမျိုးပဲ။သိလား။မိတ်ဆွေကောင်းဆိုတာအဲ့လိုပဲတွဲခေါ်တဲ့တွဲခေါ်ပေးတာပေါ့လမ်းကြောင်းပေါ်တွဲခေါ်ပေးတာ။ तू ကတငယ်ချင်းဒီလိုမျိုးလေးရိုက်ဒီလိုမျိုးလေးတင်အဲ့အဲ့လိုမျိုးလေးတွေကစအကုန်လုံးတင်ပေးခဲ့တာ။သူ့အုံနောက်နဲ့အကုန်လုံးပေါ့ကျမကိုအကုန်လုံးတင်ပေးခဲ့တာလေးတွေရှိတယ်။အဲနောက်တစ်ခုက သူ့ကြောင့်လည်းလူတိများခဲ့တယ်အဲ့ဒီအတွက်အဲ့ဒီကျေးဇူးတရားကိုကျွန်မဘယ်တော့မှမမေ့သိလားကျွန်မဆယ်ဒီစဖြစ်ခါစားဆိုလို့ရှိရင်လေဟိုဟာပေါ့ဤချောဆိုအရန်ဝမ်းသာတာပေါ့နော်ဟာအတငယ်ချင်းလေးအောင်မြင်နေတယ်အဆင်ပြေနေတယ်အဲ့လိုပဲတငယ်ချင်းမိတ်ဆွေဆိုတာလေကိုအောင်မြင်နေအဆင်ပြေနေဝမ်းသာကြတဲ့လူကြီးပဲညာအဲ့ဒါမိတ်ဆွေကောင်အစ်စ်မိတ်ဆွေကောင်အစ်စ်တွေကိုကြည့်လိုက်မိတ်ဆွေကောင်အစ်စ်တွေဆိုလို့ရှိရင်ပျော်တာရွှင်တာလေးတွေ မျှဝေတယ်ဝမ်းထဲကလေးတွေမျှဝေတယ်အာတချို့ကြတော့ဟိုလုခေါမလဲဆိုတော့အပြုံးတွေဟန်ဆောင်တဲ့မိတ်ဆွေတွေလည်းရှိရပါတော့အဲဥပမာဟိုလုခေါမလဲဆိုတော့တချို့အစင်ပြေနေရဲ့ post တွေပါဆို like ပေးဖို့တော့သူတို့မှခဲရင်းတယ် like ပေးဖို့ခဲရင်းတယ် comment ပေးဖို့ခဲရင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုဒါစိတ်စိတ်ထဲရနေပြီးတော့ပါလာမပါလာလေးတိတာတယ်ပေါ့နော်ဒါပေမဲ့လို့ကျမကကြတော့ဘလို့လဲဆိုတော့လေဟို အပေါင်းအသင်းလဲကျမနဲတယ်အပေါင်းအသင်းလဲဆိုတော့ကျမလူရွေးပေါင်းတာတော့မဟုတ်ဘူးကိုစိတ်နဲ့တူမကိုစိတ်နဲ့ကိုစိတ်ထားလေးနဲ့ကိုစိတ်တက်လေးနဲ့ကိုစိတ်တက်လေးနဲ့တူလားမတူလားကြည့်လိုက်တယ်မတူဘူးထင်မပေါင်းတူတယ်ထင်ပေါင်းတယ် အဲ့ဒါပဲအဲ့ဒီအတွက်အပေါင်းအသင်းကနဲတယ်ဇာလေးအပေါင်းအသင်းနဲတယ်ဒါပေမဲ့လို့ကိုယ့်ကိုတွေးလို့နှုတ်ဆက်တဲ့သူတိုင်းအပေါ်မှာတော့အမြဲတမ်း respect ရှိတယ်လေးစားတယ်ဘသူကပဲလာပြီးတော့နှုတ်ဆက်နှုတ်ဆက်ဘသူကပဲခေါ်ခေါ်အပြစ်မှာတွေ့တွေ့လေးလေးစားစားနဲ့အကုန်လုံးကိုကြည်ကြည်ငင်ငင်ပြန်ပြောပါတယ်နော်ဟိုကိုနဲ့တီတီဖြစ်စေမတီတီဖြစ်စေကျမကိုရှင်းပြလိုက်တာပြုံးပြလိုက်တာနဲ့ကိုကျမကလေးစားပြီးသားပါ နော်အဲ့ဒါလေးလည်းပြောချင်တာပါနော်အဲ့တော့အညာမြေအဲစားတော့ဆိုင်ရာလေး coffee bandage တူလေးเนาะနံပါတ်2ဆိုင်လေးလမ်း60တရား10တရားကိုကြားမှာရှိပါတယ်ကျွန်မတငယ်ချင်းအီချော်ဆိုင်မှာအရန်စားလို့ကောင်းပါတယ်ရှင်တွားပြီးတော့အားပေးပါဇက်ရဇက်ပစ္စည်းတွေလိုချင်တယ်ဆိုလို့ရှိရင်အီချော်စီယာနေတစ်ဆင့်မှာလို့ရပါတယ်เนาะအီချော်စီယာနေတစ်ဆင့်တွားစားရင်းနဲ့ဖြစ်ဖြစ်အဲ့ဒီဆိုင်ကိုရှောင်းရင်းနဲ့ပဲဖြစ်ဖြစ်မတ်တင်စားအောင်နဲ့တငယ်ချင်းဆိုလို့ရှိရင် coffee sacred လေးတွေမှာပေးပါတရောကမောက်ခေါင်းရွှေရီမှာပေးပါကရမခဲမှာပေးပါမျက်သဖြူခဲမှာပေးပါအကုန် ပါခိုင်းလို့ရတယ်เนาะကျမတငယ်ချင်းကိုလည်းကျမပြောထားပါမယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်